မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ KIA ပြစ်ချ၍ပြတ်ကျခဲ့သည့်ဟရင်စီငန်းရွာအနီးတွေးရှိပြူဟာမှုအပါဝင်အနည်းဆုံး9ဦးသေဆုံးစစ်ကောင်စီကမှရုတ်တရက်ဆက်ချုပ်ရင်းရဟရင်ပြတ်ကျဟုထုတ်ပြန်နေဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြစ်ချခဲ့သည့်ရဟတ်ရင်နှစီအနံပြတ်ကျခဲ့သည့်ရဟတ်ရင်ကို KIA တရင်ငားနယ်မြေစီငန်းရွာအနီးတောရဲနိုင်တွေ့ရှိခဲ့ပြီးစကောင်စီတပ်မှဗျူဟာမှုအပါအဝင်အနည်းဆုံး9ဦးသေဆုံးခဲ့ကြောင်းကချင်စစ်ရေးတရင်ရင်းမြစ်တချို့ကပြောပါရယ်ပြတ်ကျခဲ့သည့်ရဟတ်ရင်ရှိရာကို KIA နဲ့ KVDF တပ်ဖွဲ့များရောက်ရှိနေသည့်မှတ်တမ်းရုပ်တံကိုလည်းတရင်ရင်းမြစ်ကပြသထားပါရယ် တော်ရဲမှာပြက်ကျတဲ့ဓစီကအတွေ့ပြီးစီငန်းရွာအနောက်ဘက်တော်ရဲမှာအေယာဝတီမြစ်အနောက်ဘက်က KIA တရင်ငါးနယ်မြေစီငန်းရွာတော်တဲမှာပြက်ကျတာအကုန်မီးလောင်သွားတယ်။ဗျူဟာမှုနဲ့အတူခုနှစ်ယောက်တည်တယ်ဟုကချင်းစစ်ရေးတရင်ရေးမြစ်ကပြောပါတယ်။အချာကချင်းစည်ရေးရင်းမြစ်တအူကရဟတ်ရင်ပြက်အနီးတွင်ရုပ်အလောင်း၁၂လောင်းခန့်ရေတွက်ရရှိကြောင်းပြောသည်အချို့အလောင်းများမှာမီးလောင်ထား၍ရေတွက်ရခတ်ကြောင်း၎င်းကရှင်းပြသည် KIA ကရဟတ်ရင်နှက်စီထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့မှုကို အဖွဲ့သတင်းပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကအတည်ပြုထားပြီးရွှေကူမျိုးနဲ့၁၆မိုင်ခန့်အကွာတော်ရဲပြတ်ကျသွားသည်ဟုပြောသည်။အခြားတစည်းသည်လည်းရွှေကူတွင်အရေးပေါ်ဆင်းသက်ခဲ့ရပြီးစင်သက်စဉ်ရဟယင်ဘေးတိန်ဆောင်ပြီးပန်ကကျူးသားသည်ဟုသတင်းရင်းမြစ်ကပြောသည်သတင်းရင်းမြစ်အချို့ပြသသည့်ရဟယင်ပြတ်ကျမှုရုပ်တံတွင်ရဟယင်တစ်ခုလုံးမီးလောင်ပျက်စီးနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ဆုံနေမှုကိုတွေ့ရသည်တိုက်ဆုံသူများတဲတွင်စစ်ကောင်စီလေတပ်မှအဖိုးကြီးရိုးထက်အောင်ဤရုပ်အလောင်းကိုလည်းရဟယင်အပြက်အနီး၌တွေ့ရသည် အဲ့ဒီမှာပုံသေးနေတဲ့ဟာလူတွေချီချီပဲအဲ့ဒါသုံးပွင့်ပုံလေရင်တစည်းလုံးကဘာမှ ယူစရာမရှိတော့ဘူးအကုန်လုံးပြတ်ကုန်ပြီ။ဟိုမှာလူသေးတဲ့ဟာတွေရော အကုန်လုံးအခုလည်းမီးလောင်နေတော့ဟုတော်လန်ရေးတက်ဖွဲ့ဝင်တအူကြီးပြောဆိုတဲ့ကိုလည်းရုတ်တံလိုက်ကြားရသည်အဆိုပါရုတ်တံတွင် KVDF uniform ဝတ်ရဲဘော်အချို့ကိုလည်းတွေ့ရသည်အဆိုပါရုတ်တံသည်2024ဇန်နဝါရီလဇန်က KIA ဌာနချုပ်ဟောင်းနာဖော့တက်စခန်းတို့လာသည့်စစ်ကောင်စီရဟတ်ရင်ကို KIA ပြစ်ချသည့်ရုတ်တံဟုပြောဆိုမှုအချို့ရှိတော်လဲ KIA တရင်ရင်မြက်ကမူနာဖော့ပြစ်စင်တွင်ရဟတ်ရင်သွားကြည့်သည့်ရဲဘော်များမှ KIA ပြည်သူစင်များဖြစ်ပြီး KVDS များမပါဝင်ကြောင်းရှင်းပြသည်ထို့ကြောင့်ယခုရုတ်တံတွင် KVDF ရဲဘော်များကိုတွေ့ရ၍ဗမော်တိုက်ပွဲ၌ KIA ပြစ်ချ၍ပြတ်ကျခဲ့သည့်ရဟတ်ရင်အပြည့်အစည်းဖြစ်သည်ဟုပြောပြသည်။နာဖော့ကဟာမဟုတ်ဘူးဒီနေ့ကဟာနာဖော့ကဟာကသွားကြည့်တဲ့အချိန်မှာ KIA စစ်သားတွေ KIA ပြည်သူစစ်တွေသွားကြည့်တာအဲ့ဒီအချိန်မှာ PDF မပါသေးဘူးအဲ့ဒီတော့ဒီဟာကအတီးပြုတ်လို့ရတယ်အခုထွက်တဲ့ဗီဒီယိုကလစ်ကဒီဘက်မော်မှာပြစ်လိုက်တဲ့လေရင်ကရွှေကူနားမှာသွားကြတာအဲ့ဒါတမဟာရှစ်ကသွားရှာလာတော့တွေ့တာဟု KIA သတင်းရင်းမြစ်ချက်ဦးကပြောပါတယ် အခြားကချင်စည်ရည်တရင်ရင်မြစ်ကလည်းဗမော်တို့လာသည့်စစ်ကောင်စီရဟရင်၃စီကို KIA ကပြစ်ခတ်ခဲ့မှုရုတ်တံကိုပြသသည်ရရုတ်တံတွင်စစ်ကောင်စီရဟရင်၃စီမြေပြင်မှပြန်တက်သွားချိန်အခြားရဟရင်၅စီမြေပြင်သို့ဆင်းသက်လာသည်ကိုတွေ့ရသည်ရင်း၅စီအနက်နောက်ဆုံးဆင်းသက်လာသည့်ရဟရင်ပန်ကာအနီးနီယာထိမှန်ပြီးမိကိုထွက်သွားသည်ကိုတွေ့ရပြီးအဆိုပါရဟရင်သည်ဆင်းသက်ခြင်းမပြုတော့ဘဲနောက်သို့တဖြည်းဖြည်းလှည့်ပြန်သွားသည်ကိုတွေ့ရသည် ။အခြားတစည်းကလူအတင်ချပြုလုပ်၍အမြင့်တို့ချက်ချင်းပြန်တန်းသွားတော့လေကြည်တိမှန်သည့်ရဟယင်ကအမြင့်တို့မပြန်နိုင်ပဲအနှိမ့်ပြန်သွားသည်ကိုတွေ့ရသည်။အမြင့်ပြန်သွားသည့်ရဟယင်သည်လည်းကြည်တိမှန်ခဲ့ပြီးရွှေကူမျိုးနိုင်အေးပေါ်ဆင်းသက်စဉ်ပန်ကာအပါဝင်ရဟယင်ပြည့်စည်မှုရှိပြီးဘေးတဆောင်လဲသွားသည်ဟုသတင်းရင်းမြစ်ကပြောပြသည် စစ်ကောင်စီကမူစစ်တပ်ရဟတ်ရင်ပြစ်ချခံရမှုနှင့်ပတ်သက်၍မလ20ရက်တွင်သတင်းထုတ်ပြန်ရာတွင်ဗမော်မျိုးနယ်အတွင်ရဟတ်ရင်တစီသည်ပေယူပို့ဆောင်ရေးလုပ်ငန်းများလှုပ်ဆောင်စဉ်ဗမော်မျိုး၏အနောက်တောင်ဘက်မီတာ14000ရုတ်တရက်ဆက်ချုပ်ရင်းရေးပြတ်ကျခဲ့သည်ဟုလိမ့်လည်ထုတ်ပြန်သည်ရဟတ်ရင်ပြတ်ကျသည့်နေရာတဝိုက်ရှောက်ဝိတ်ကဲဆဲရင်း၏လုံခြုံရေးဆောင်ရွက်နေသည်ဟုလည်းဆိုသည် ဆလပီစစ်အာဏာသိမ်းပြီးနောက်9နှစ်အတွင်း KIA ကစစ်ရဟတ်ယာဉ်၄စီးနဲ့တိုက်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့ပြီးဂျမန်နစ်ပစ်ချခဲ့သည့် MI-70 ရဟတ်ယာဉ်နှစ်စီးမှာအနည်းဆုံးအမေရိကန်ဒေါ်လာတန်း30တန်းကြီးရှိတယ်ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးသွားမှာဖြစ်ပါတယ်။အကြံဘတ်စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့စစ်အာဏာသိမ်းပြီးနောက်9နှစ်အတွင်း KIA ကစစ်ကောင်စီ၏ရဟတ်ယာဉ်၄စီးနဲ့တိုက်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့သည်။ ။ယမန်နေကချင်ပြည်နယ်ပမော်မြို့နယ်စကခ21အတွင်သို့စစ်ကူအင်အားလာဖြစ်သည့်စစ်ကောင်စီ၏ MI-70 ရဟယင်3စီးအနက်မှ MI-70 ရဟယင်2စီးကို KIA ပူးပေါင်းတပ်များကပစ်ချနိုင်ခဲ့ပြီးရဟယင်2စီးမှချွေကူမြို့နယ်မျိုးလာမျိုးနယ်ခွဲစီငန်းရွာအနောက်ဘက်ရှိတောထဲတွင်တက်ချသွားခရာ KIA တရင်ကကရင်းရဟတ်ရဲ့အပြက်စီးနှင့်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့သည် KIA ကရှာဖွေတွေ့ရှိရသည့်ရဟတ်ရင်ပြက်အနီးမှာ အလောင်းတစ်ခုမှာရုံမပြတ်သေးသည်ရဟတ်ရင်မူကပ္ပိန်ဘူကြီးမျိုးထက်အောင်ဤအလောင်းဖြစ်ပြီးဘူကြီးကျော်မြင့်သူဘူကြီးချမ်းသာ အခြားလေတဲ့အဖွဲ့ဝင်၄ဦးလည်းရဟတ်ရင်ပြတ်ကြမှုအတွင်သိဆုံးခဲ့ကြကြောင်းသိရသည် KIA ဘက်ကမူစာကခ21တို့လူလာလဲသည့်ယူဟာမူးနှင့်အဖွဲ့ပါရဟတ်ရင်ပြတ်မှုတွင်တည်ဆုံးခဲ့ကြောင်းပြောဆိုထားသည် ် KIA ကပြစ်ခတ်ခဲ့သောအခြား MI70 ရဟယင်တစီမှရွှေကူမျိုးတွေအရေးပေါ်ဆင့်သက်ခဲ့ရပြီးဘေးဆောင်လည်းကပန်းကားများကျိုးပြတ်သွားသဖြင့်တုံးမရတော့ကြောင်းရဟယင်ဆင့်သက်ပြီးနောက်မီးလောင်၍အရေးပေါ်မီးငြိမ်သက်ခဲ့ရကြောင်းတပ်သတင်းရင်းမြစ်တချို့ကအတည်ပြုပါတယ်။ သတင်းဌာန၏လေးလာချက်များအရ MI70 ဟက်ရင်တစီဤတန်ဖိုးမှာအမေရိကန်ဒေါ်လာအနည်းဆုံး16.4သန်းမှ18.4သန်းအတွင်တန်ကြေးရှိရာယမန်နေ့ KIA ကပြစ်ချလိုက်သော MI70 ရဟတ်ရင်နှစ်စီဤတန်ဖိုးမှာအနည်းဆုံးအမေရိကန်ဒေါ်လာသန်း30ကျော်ရှိတာကိုတွေ့ရပါတယ် KIA ကရခိုင်ကတဲ့ကစစ်ကောင်စီရဟတ်ရင်နဲ့တိုက်လေရင်များကိုပြေချခဲ့ဘူးရာယမန်နေ့ပြေချခဲ့သည့်ရဟတ်ရင်နှစ်စီအပါအဝင်စုစုပေါင်းစစ်အာဏာသိမ်းပြီးနောက်၅နှစ်အတွင်းရဟတ်ရင်၄စီနဲ့တိုက်လေရင်တစီတို့ကိုပြေချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ 2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောက်မြို့နယ်မြို့တစ်နှင့်ကုန်းလာအကြားတွင်စစ်ကောင်စီ၏ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပစ်ချခဲ့ကြောင်းထို့သောပစ်ချခဲ့မှုကြောင့်ရဟတ်ယာဉ်ပြတ်ခဲ့ပြီးရဟတ်ယာဉ်မှုဗိုလ်မှူးကျော်စေရာသောဗိုလ်ကြီး တန်ထွန်လင်အုတ်ခွဲတက်ကြက်ကြီးကြောစာအောင်တို့တည်ဆောင်ခဲ့ကြသည်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနက်7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နောင်ဖို့စစ်တပ်စခန်းသို့ရိတ်ခါလာပို့သည့်စစ်တပ်ထောက်ပို့ MI 70ရဟယင်တစီကို KIA ကပြစ်ချခဲ့ပြီးစစ်ရဟယင်ပေါ်၌လိုက်ပါလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးဖြစ်သည့်ဘုံမူးစော်မျိုးတန်အသက်42နှစ်ဗိုလ်ကြီးကောင်းဆန်သိန်းအသက်33နှစ်ဗိုလ်ကြီးစိုးပိုင်ကျော်အသက်32နှစ်ဒုရကံဘိုလ်ဝင်းမျိုးထွန်းအသက်42နှစ်ဦးစီးတက် က်ကြီးစိုးလွင်ဦးအသက်36နှစ်ဦးစီးတက်ကြက်ကြီးမျိုးမင်းဦးအသက်38နှစ်ဦးစီးတက်ကြက်ကြီးဝေရန်ဦးအသက်32နှစ်နဲ့ဦးစီးတက်ကြက်ကြီးစွမ်းထက်အောင်အသက်23နှစ်တို့တည်ဆုံခဲ့ကြသည်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့တွင်လည်းရှမ်းမြောက်ဒေသကုတ်ခိုင်မြို့နယ်နန်းဖက်ကရွာတိုက်ပွဲဒေသထံသို့ဘုံလာကျိတ်ခဲ့သည့်စစ်ကောင်စီ၏တရုတ်လုံး FTC 2000G တိုက်လေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့သဖြင့်တိုက်လေရင်ပြတ်ကျသွားခဲ့သည် ဆက်လက်ပြီးပြည်ပသူအကြောင်းအမျိုးမျိုးဖြင့်ထွက်ခွာသူများကြောင့်နိုင်ငံသားငွေစည်းမြင့်တက်ဟုအကြမ်းဖက်မြောက်လိုင်းကအပြစ်တင်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြည်ပနိုင်ငံများသို့အကြောင်းမျိုးမျိုးဖြင့်ထွက်ခွာမှုများကြောင်းနိုင်ငံသားငွေသုံးစွဲမှုများပြားပြီးနိုင်ငံသားငွေစည်းမြင့်တက်နေရကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုပြန်သည့် ယမန်နေနေပြည်တော်တွင်ပြုလုပ်သောစစ်ကောင်စီအစည်းအဝေး၏ဒုတိယနေ့တွင်၎င်းကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်သည်မြန်မာနိုင်ငံတွင်73စီနှင့်ပတ်သက်၍နှစ်စဉ်အမေရိကန်ဒေါ်လာ5ဘီလီယံခန့်တန်ဖိုးရှိ73စီများကိုတင်သွင်းနေရကြောင်းလောင်စာစီသုံးဆွဲမှုရှော့ချနိုင်ရေးအတွက်ပြည်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV တင်သွင်းမှုများကိုခွင့်ပြုပေးထားသော်လည်းနိုင်ငံသားငွေလိုအပ်ချက်များရှိနေသည့်အတွက်ကန့်သက်ချက်ရှိကြောင်း ကုံသွယ်မှုပုံငွေပြနေတော့လဲအခြားသုံးဆဲမှုများအနှုံများများပြမှုရှိနေခြင်းကြောင့်နိုင်ငံသားငွေစည်းမြင့်တက်နေကြောင်းဥပမာအားဖြင့်ပြည်ပသို့အကြောင်းမျိုးမျိုးဖြင့်ထွက်ခွာမှုများနှင့်နိုင်ငံသားငွေသုံးဆဲမှုများများပြလျက်ရှိကြောင်းမင်းအောင်လိုင်ကဆိုပါတယ် UNFCCI မှာစီးပွားရေးလုပ်ငန်းရှင်တအူးကနိုင်ငံသားငွေတန်ဖိုးမြင့်တက်နေသည်ဟုဆိုတော့လဲစစ်ကောင်စီကအလွန်အမင်းထိန်းချုပ်ထား၍လက်ရှိအမေရိကန်ဒေါ်လာ၁ဒေါ်လာလည်းရဲ့ငွေချက်4400ကျပ်ဝင်ကျင်တွင်ငြိမ်နေခြင်းဖြစ်ကြောင်းပြည်တွင်းတွင်စစ်တပ်ကအသွင်းကုန်များကိုပိတ်ပင်ထားခြင်းကားတင်သွင်းခွင့်များပိတ်ပင်ထားခြင်းအစရှိသည့်ဒေါ်လာငွေကုန်ပေါက်များကိုပိတ်ပင်ထား၍သာလက်ရှိကုန်သွယ်ရေးပုံငွေပြတ်တက်ခဲ့သောဖြစ်နေခြင်းဖြစ်ကြောင်းလက်တွေ့တွင်ပြည်တွင်းစီးပွားရေးတစ်ခုပြိုလဲလျက်ရှိကြောင်းသုံးသပ်ပြောဆိုပါသည် နိုင်ငံသားယင်းနှိမ့်နယ်မှုတွေ2021ခုနှစ်အာနာသိမ့်ပြီးကြတဲ့ကထွက်နေတာအခုဆိုဘာမှတော့သိမကြံတော့ဘူးတိလဝါစိတ်ကန်းတဲ့ဆက်မှုဆောင်ကနေလဲဂျပန်ကုမ္ပဏီတွေထွက်ဖို့လုပ်နေကြပြီဆိုတော့ ပြည်တွင်းမှာနိုင်ငံသားပြည်ပရင်းနှီးမြှုပ်နှံမှုမရှိတော့ဒေါ်လာအဝင်ကမရှိသလောက်ပဲအခုဒေါ်လာရနေတာကတဘာဝဓာတ်ငွေနဲ့ယေနံကနေပဲအဓိကရနေတာနောက်တစ်ခုကပြည်ပအလုံသမားနဲ့တင်မောသားတွေစီကဒေါ်လာဝင်ငွေရှိတာပြည်တွင်းမှာသွင်းကုန်မှန်သမျှအကုန်ပိတ်ထားတယ်ကားတင်သွင်းခွင့်ပိတ်ထားတယ်အဲ့ဒီတော့စီးပွားရေးတစ်ခုလုံးကရပ်နေတယ်ပြိုနေတယ်စစ်ကောင်စီကမူဝါဒမျိုးစုံနဲ့ဒေါ်လာတွေမထွက်အောင်ထိန်းချုပ်ထားတယ်ဒေါ်လာဈေးတက်မရအောင်ကုန်တွေတွေဖမ်းနေဒေါ်လာဝယ်ရောင်းတွေထောင်ချတယ်အဲ့ဒါကြောင့်ဒေါ်လာကဒေါ်လာ၄ ီးယားချက်ဝင်ကျင်မှာငိမ့်တလို့ပုံစံရှိနေတယ်။တကယ်ကဘာမှအလုံးမဖြစ်လို့ငွေစည်းကမလုံမရှားဖြစ်နေတာ။ပြည်တွင်းမှာငွေရှိသူမှန်သမျှအ ਨੇ စုံထိုင်းလောက်မှာကွန်ဒိုဝယ်ပြီးထွက်သွားနေကြတယ်။ရှိသမျှပိုင်ဆိုင်မှုကိုထိုင်းဘက်အထိနီလန်မျိုးစုံနဲ့လဲထုတ်သွားကြတယ်။ပြည်တွင်းစီးပွားရေးကဘာမှလုံမရလို့တဖြည်းဖြည်းပြိုနေတာကြပြီးဟု UNFCCI မှာစီးပွားရေးသမားကရှင်းပြပါတယ်။အကျံဖက်စစ်ကောင်စီကနိုင်ငံသားငွေကြီးကြပ်မှုကော်မတီတရက်ကိုဖွဲ့စည်းပြီးရင်းကော်မတီကို ရထုံးဦးကဦးဆောင်ကနိုင်ငံသားငွေသုံးစွဲမှုမှန်သမျှကိုထိန်းချုပ်ချုပ်ကင်ထားကြ။ထို့ကြောင့်နိုင်ငံသားငွေအသုံးပြုနိုင်သောတွင်းကုန်ပါမစ်အယောင်းဝယ်များလည်းအကြီးအကျယ်ဖြစ်ထွန်းလာပြီးရင်းသွင်းကုန်ပါမစ်များကိုလည်းမေးအောင်လိုက်ဤသားဖြစ်သူအောင်ပြည့်စုံအပါဝင်ဘိုးချုပ်အတိုင်းဝိုင်းကအထူးကရောင်းချကြကြောင်းရန်ကုန်စီးပွားရေးအတိုင်းဝိုင်းကပြောဆိုပါရယ်။